မကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ကစစ်ကောင်မရှင်ရဲ့နေအကန်ဖြူဟာပေမစခန်းကြီးကိုအရခတက်တော့အေးနဲ့ပူပေါင်းတက်တွေအပီးသက်တင်ပိုင်းလိုက်ပြီးဖြစ်တယ်လို့သိရပါဗျ။အော်တိုဘားလ10ရက်နေ့ညပိုင်းကလေးကစခန်းတွင်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပြီးလေကြောင်းပစ်ကူတွေချားကစခန်းကိုအေးကတင်ယူလိုက်တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။ တိုက်ပွဲကတော့ဖြစ်နေတယ်နေချောင်းကလည်းစက်တိုက်ကျဲနေတယ်စတရက်နေ့မနက်ပိုင်းထိကိုဝိုင်းတွဲနေလားကျဲနေတာလို့မကွေးသတင်းရင်းမြစ်က ERI Times ကိုပြောပါရယ်စစ်ခွန်မရှင်တက်ဟာစခန်းကမထွက်ပြေးမီဟာဝေစာမြောက်တွေကိုလည်းရင်နန်းတွေနဲ့တဲထုတ်သွားတယ်လို့သတင်းရင်းမြစ်ကဆိုထားပါရယ်စစ်ခွန်မရှင်တက်ဟာနေကံပြူဟာပင်မစခန်းကြီးကာကင်စခန်းဖိုက်တာကုန်းကိုသိမ်းယူခံရပြီးနောက်တက်ပြက်ကနေကံစခန်းဘက်ကိုလက်နက်တွေဆွန့်တက်ဆုပ်ကြီးရမှာ အေးတပ်ဖွဲ့ဝင်တွေရဲ့လိုင်းလံတိုက်ခတ်တာကိုခံခဲ့ရပါတယ်။စစ်ကောင်မရှင်အားနိုင်ငံပြူဟာမကြစေဖို့အတွက်လေကြောင်းဖြစ်ကူဇက်တိုက်ပေးခဲ့ပေမဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေစကန်းစွန့်ခွာထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အေးဟာနိုင်ငံကာကင်စကန်ကုန်းတွေဖြစ်တဲ့ MPT တာဝါရိုင်ကုန်း၊ကိုကြီးစကန်ဖိုက်တာကုန်းတို့ကိုဇက်တိုက်သိမ်းယူပြီးနောက်ပင်မပြူဟာကုန်းကိုပိတ်ဆို့တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။ဗရန်တက်နယ်တွင်ရှိတမကိုကိုဟာတေဆုံးထိခိုက်မှုတွေများစွာနဲ့နောက်တန်းပြန်သွားပြီးနောက အမတ်စကွနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခစကွနစ်လောက်ခံတရင်တွေနိုင်ငံကံကိုရောက်ရှိလာတာဖြစ်ပါတယ်။အင်အား1500လောက်တုံးထားတဲ့စစ်ကောင်မရှင်တက်ရဲ့တမ99ဟာအင်အား900လောက်ကနောက်တန်းကိုပြန်နိုင်ခဲ့ပြီးအင်အား300လောက်ဟာစွန်တက်တဲ့နိုင်ငံတော်အင်အားဖြန့်ကျက်ခံခဲ့ရပြီးအင်အား900လောက်ဟာတိုက်ပွဲတွင်ပြုံးနေကြတာဖြစ်ပါတယ်။စစ်ကောင်မရှင်ဟာနိုင်ငံစကန်မကြစေဖို့အမတ်939ကအမြောက်စကန်ကိုကဲမှုဌာနချုပ် မဆာခ939ကစစ်သုံးကားကြီးအင်အားပြည့်ပိုင်းရှင်းလန်းတွေနဲ့နေစဉ်နှိပအင်အားပြည့်ပေးခဲ့ပါတယ်။အေရီတိုင်းကန်ကြီးရောင်မြို့နယ်ခုံစင်ကုန်းကျေးရွာအုပ်စုကန်ကုန်းကျေးရွာမှာစစ်ကောင်မရှင်တပ်ကိုလိုင်းကျေးပေးပြီးလောင်စာဝိုင်းတွေပြုလုပ်နေတယ်လို့ဒေသခံတွေစီကသတင်းရရှိပါတယ်။ကန်ကုန်းကျေးရွာမှာဥခေါ်ကြီးခေါ်ဥထွန်းထွန်းနေခြံဝင်းတွင်ဖဲဝိုင်းပြင်အခြားလောင်စာဝိုင်းတွေပါထည့်သွင်းပြီး နေပေါင်းစုံကလောင်စာသမားတွေလာရောက်ကစားနေတာလို့ဒေသခံတွေက ပြောပါရယ်အဲ့ဒီလောင်စာဝိုင်းတွေကိုကန်ကုန်းအုပ်ချုပ်ရေးမှူးဦးလာသိန်းဦးဆောင်ပြီးကန်ကုန်းကျေးရွာရှိ905အမြောက်တပ်ကတရင်မှုဝင်းမေအောင်နဲ့တရင်ဖို့ကြီးတန်းစင်အောင်တို့ကတာဝန်ယူပြီးလောက်ကင်ခိုင်းတာဖြစ်တယ်လို့သိရပါရယ်ဖဲဝိုင်းအင်ဗိုင်ရှင်ခေါ်ကြီးရောက်ဖရိုင်းမူကြာကြီးခေါ်ကြော်မြောင်ကလည်းအာနာပိုင်တွေကိုပိုင်နေဒဲဖွဲ့စီဘဲရဲကမှမဖမ်းရဘူးလို့ပြောဆိုပြီးအမြဲအော်ဟစ်ဆဲဆိုရန်ကားလေးရှိပါတယ် ဝိုင်းတွေက3900ကနေ3000ဝန်းကျင်ထိကိုသူတို့ပြုလုပ်နေကြတာပါလို့ဒေတာကန်တူက AR Times ကိုပြောပါရယ်ပြီးခဲ့တဲ့စက်တင်ဘာ20ရက်နေ့က Long Gasan Wine Impansion ဥခေါ်ကြီးခေါ်ဥထုံနှုံးကိုစစ်ကောင်မရှင်တက်ကဖမ်းပြခဲ့ပြီးတရင်မှုဝင်းမြောင်နဲ့တရေးဖို့ကြီးတန့်စီအောင်တို့ကိုလိုက်လံဖြည့်ရှင်ပေးခဲ့တယ်လို့ဒေတာကန်တွေကပြောပါရယ်ဒါအပြင်ကန်ကုန်းကြီးပါရှိဥခေါ်ကြီးခေါ်ဥထုံနှုံးအိမ်ပြင်905မြောက်တက်ကတရင်မှုဝင်းမြောင်နေထိုင်တဲ့နေအိမ်တွေမှာလဲဖဲဝိုင်းနေနေစဉ်ပြုလုပ်နေပြီး မျိုးနယ်စစ်ကောင်မရှင်တပ်ကအရေးယူတာမရှိသေးဘူးလို့သိရပါတယ်။စစ်ကောင်မရှင်တပ်ကအာနာသိမ်းပြီးနောက်အရာမီတိုင်းတွင်ရှိကန်ကြီးတောင်အပြင်အင်ကပူမျိုးနယ်မဲဆလီကုန်းမျိုး၊မြောင်မျိုးနယ်အင်ပင်မျိုး၊ရေကြည်မျိုးနယ်နဲ့ကျုံမျော်မျိုးနယ်တွေမှာလည်းလောင်ကစားဝိုင်းတွေအရင်ကထက်ပိုမိုများပြားလာတယ်လို့စုံစမ်းသိရှိရပါတယ်။စစ်ကောင်မရှင်ထိုးစစ်ဆင်နေတဲ့ပဲခူးတိုင်းဗရောင်းမျိုးနယ်လေးသာတောင်တိုက်ပွဲမှာထိခိုက်ဒေဆုံးမှုတွေများပြီးအလောင်းတွေဆွဲပြေးနေရတာကိုမပေါက်ကြားစေဖို့ စစ်သုံးကားတွေအသုံးပြုဖို့ပြင်ဆင်နေတယ်လို့သိရပါတယ်။စစ်ကောင်မရှင်ဟာ၎င်းတို့လမ်းလွတ်လပ်ရတဲ့လေသာတောင်ရှိစစ်ကမ်းကိုပြန်လည်ရရှိဖို့အတွက် အောက်တိုဘာ6ရက်နေ့ကစလို့စစ်ကြောင်းထိုးလာရာအရကတတော် A တပ်ဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ပွားပြီးအလောင်းတွေဆွဲပြေးခဲ့ရတာပါ။ကားနစည်းခေါ်ထားတာကအင်အားဖြည့်ဖို့မဟုတ်ပါဘူး။အလောင်းကောက်ဖို့ဖြစ်ပါတယ်။လူမှုကွန်ရက်အသင်းမှရင်းတွင်နဲ့အလောင်းတွေ တင်လို့သတင်းပေါက်ကြားပါရဲဆိုပြီး သူတို့ကားတွေနဲ့အသင့်ပြင်ထားတယ်လို့စီရီသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်။စစ်ကောင်မရှင်တပ်ဟာတေဆုံတပ်ဖွဲ့ဝင်အလောင်းတွေနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကိုတေဆောင်မှုအတွက်အနီးနားခြေပေါ်တွေကလူမှုကူညီကားတွေကိုအရေးပေါ်အသုံးပြုရမှာပြင်ပကိုသတင်းပေါက်ကြားတယ်လို့ဆိုပြီးတိုက်ပွဲတွင်းကအလောင်းတွေကောက်ယူဖို့စစ်သုံးမော်တော်ယာဉ်နှစ်စီးကိုအသင့်ပြင်ထားတယ်လို့သတင်းရင်းမြစ်ကဆိုပါရယ်။ အဲ့ဒီအလောင်းတဲ့ဘူကာနစီကိုအုတ်ရှိပင်တရာစစ်စေးကိတ်မှာအသင့်နေထားနဲ့ထားရှိထားတယ်လို့သိရပါတယ်စစ်ကောင်မရှင်စစ်ကြောင်းဟာပြီးခဲ့တဲ့အောက်တိုဘာ၁၀ရက်နေ့ကဆင်လန်စကန်ကနေလေသာတောင်ဘက်ကိုခြုံခိုထွက်လာရာအေးနဲ့ထိတ်တိုက်တွေ့ပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်20လောက်တေဆုံးခဲ့ပါတယ်ကျန်လူတွေကတော့ဝိုင်းထွဲလီနဲ့ဘုံကျဲပစ်ကူပေးကဲထုတ်ပေးခဲ့ရတယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ကညောင်ကျိုးစခန်းနဲ့တောင်ငုံလမ်းကျောကိုပြန်လည်ရရှိဖို့ ထုံထုံအင်အားအလွန်ကျွံသုံးပြီးစစ်ကြောင်းထိုးလာရာညောင်ကျိုးနဲ့တောင်ကုတ်ကြားမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအစုလိုက်ပြုံးလိုက်တေဆုံးခဲ့ရတာပါအဲဒီလိုတေဆုံးမှုကို ဖုံးဖိထားပြီးအဲဒီလမ်းကြောင်းက ဖြတ်တန်းသွားလာသူတွေကိုပါဖမ်းဆီးမှုတွေရှိနေတယ်လို့ဒေတာရင်းသတင်းမြစ်တွေစီကသိရပါတယ်အရကတက်တော်အေးနဲ့တိုက်ပွဲပြင်းထန်နေတဲ့ AR တိုင်းလေးမျက်နှာမြို့နယ်ကိုစစ်ကောင်မရှင်ကဆင့်အားလုံရင်ပို့ဆောင်နေတယ်လို့သိရပါဗျ။ စစ်ကောင်မရှင်ရဲ့စစ်3ကားကြီးအစီး20ပါရင်းနှန်းဟာအော်တိုဘားလ17ရက်မနက်အစောပိုင်းမှာဟင်္ဒရာဘက်ကနေလေးမျက်နှာမြို့ကိုထွက်ခွာသွားတယ်လို့သိရပါဗျာ။အခုစစ်တပ်ကအင်အားပို့ရာမှာထောက်ပို့လမ်းကြောင်းပြောင်းတဲ့အနေနဲ့ဟင်္ဒရာဘက်ကနေကွင်းကောက်ထိတက်ပြီးမှလေးမျက်နှာရေးကြီးဘက်ကိုစီရင်နှံသွားတယ်။အင်းမြနာဘက်ကအမိုးအုပ်စစ်သုံးကားကြီးတွေပို့နေတယ်လို့ AR သတင်းရင်းမြစ်က AR Times ကိုပြောပါရယ်။စင်ရပြင်းနဲ့ထွက်ခွာသွားတဲ့အဲ့ဒီရင်နှန်းဟာ အေးမျက်နှာအဆက်ဆက်ဆက်ယိုကျေးရွာဘက်ကိုဥတီနေတယ်လို့ဒေတာရင်းသတင်းရင်းမြစ်တွေကဆိုပါတယ်။အာရခတက်တော်အေးဟာစစ်ကော်မရှင်တက်နဲ့ပဲခူးညောင်ကျိုးပြူအောင်မကွေးနေရကံပြူအောင်အေယာဝတီလေးမျက်နှာမြုပ်နယ်တို့မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့အော်တိုဘာ၁၀ရက်နေ့မှာအေးကထုတ်ပြန်ထားပါတယ်။အေယာဝတီတိုင်းနေမျက်နှာမြုပ်နယ်ပါဝင် အမြောက်တက်၃လေးလေးရှိတဲ့ရေကြီးမြို့နယ်မှာစစ်ကော်မရှင်ကအင်အားဖြည့်တင်းနေပါတယ်။ ဒါအပြင်အမတ်3လေးလေးရဲ့ပဝင်းကျင်ရှိဂျေးရွာတွေကဒေသခံတွေကိုပါစစ်ကောမရှင်ကမောင်းထုတ်ပြီးကာကင်းစခန်းတွေပြုတ်လုပြီးငါးတိုင်းချောင်းတိစစ်စေးဂိတ်စခန်းငယ်တွေကိုတိုးချဲ့ထားပါတယ်မြန်မာနယ်ပတ်သက်တဲ့မလေးရှားရဲ့မူဝါဒယက်တီချက်ကိုထိမ့်သိမ်းဖို့နဲ့စစ်ကောင်မရှင်ရဲ့မှားယွင်းစွာဖော်ပြတဲ့ယက်တီချက်ကို ခွင့်မပြုဖို့မလေးရှားမူဝါဒရေးရကျွမ်းကျင်သူတွေပါတဲ့အဖွဲ့တစ်ဖွဲ့ကမလေးရှားအစိုးရကိုတိုက်တွန်းလိုက်ပါတယ် ဒီသတင်းမှဆောပိုင်းနေပြည်တော်ခီးစဉ်တွင်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲကိုထောက်ခံကြောင်းမလေးရှားနိုင်ငံသား၏ဝင်ကြီးမိုဟာမက်ဟက်ဆန်ကိုကိုးကားပြီး The Global New Light of Myanmar ကဖော်ပြတဲ့ပေါ်စိုးရိမ်မိတယ်လို့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြံပေးဖွဲ့ကပြောပါရယ်မြန်မာစစ်ကောင်မရှင်ထိန်းချုပ်သတင်းစာ ဖော်ပြချက်ကိုစိုးရိမ်ပြီးတန်လျာရှိပါရယ်မြန်မာစစ်ကောင်မရှင်ရဲ့ရွေးကောက်ပွဲဟာလွတ်လပ်မှုတရားမျှတမှုနဲ့အလုံးပောင်ဝင်မှုမရှိဘဲ ်အတူရောင်ရွေးကောက်ပွဲကဖြစ်ပါတယ်လို့အဲ့ဒီအဖွဲ့ကပူရဲထုတ်ပြန်ချက်မှာပြောပါတယ်မလေးရှားအစိုးရအနေနဲ့အာဆီယံဘုံသမောတူညီချက်၅ရက်နဲ့ညီလူသားချင်းစာနာမှု ကုညီပေးရခွင့်နဲ့အကြမ်းဖက်မှုတွေရဆိုင်ရေးဦးစားပေးဖို့မြန်မာစစ်ကောင်မရှင်နဲ့ထိတွေ့ဆက်ဆံမှုဆက်လုပ်သင့်တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်မလေးရှားနိုင်ငံကစစ်ကောင်မရှင်နဲ့တာမကမြို့သားညီညွတ်ရေးဆိုရ NUG တိုင်းသားတော်လှန်ရေးဖွဲ့စည်းရေး အရက်ဖက်ဘွဲ့တွေနဲ့လည်းပွင့်လင်းစွာထိတွေ့ဆက်ဆံဖို့ထုတ်ပြန်ချက်ကတောင်းဆိုခဲ့ပါတယ်။မနီရှားနိုင်ငံရဲ့ယက်တီချက်ကိုစောင့်ထိန်မှုနဲ့မြန်မာစစ်ကောင်မရှင်ကအာဆီယံဘွဲ့ရဲ့ယက်တီချက်ကိုမှားယွင်းစွာဖော်ပြမှုဖြစ်မလာဖို့မလေးရှားအစိုးရနဲ့နိုင်ငံရေးဝန်ကြီးကိုတိုက်တွန်းကြောင်းထုတ်ပြန်ချက်ကဆိုပါတယ်။မကြာသေးမီကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့အကြမ်းဖက်မှုတွေကိုထုတ်ပြန်ချက်ကရှုံချခဲ့ပြီးစစ်ကောင်မရှင်ဟာအာဆီယံဘွဲ့ရဲ့ငြိမ်းချမ်းကတိကဝတ်ကို လိုင်းနာလိုတဲ့ရည်ရွယ်ချက်မရှိတဲ့အထောက်ထားလို့ပြောပါရတယ်